ပါရိုက်တာလေပါလူနဲ့ပြောကြပါလေပါတစ်ဖက်ကိုရိုက်ရင်နောက်တစ်ဖက်ကိုလည်းပေးရအဲ့လိုပဲပြောကြတာနော်စကလုံးကိုတေချာကြည့်လိုက်ကျန်းစာထဲမှာကေရောဟာဖြစ်ဖြစ်ဒီဗမာအင်္ဂလိပ်စာမှာဖြစ်ဖြစ်ပါတစ်ဖက်ကိုရိုက်နောက်တစ်ဖက်ကိုခံပေးမပြောဘူးတင်းရင်ညာဘက်ပါကိုရိုက်ရင်တစ်ဖက်ကိုလည်းပေးရိုက်တဲ့ညာဘက်ဆိုတဲ့စကလုံးပါတယ်အဲ့ဒါကိုအတိတ်ပဲရှိတယ် ကတိကတနော်ကတိကတဘာလို့ညာဘက်လို့ပြောတာလဲဟောဘာတစ်ဖက်ကိုရင်နောက်တစ်ဖက်လို့ဘာလို့မပြောတာလဲဟောဘာလို့ညာဘက်ဆိုရအောင်ပြောတာလဲဘာကြောင့်လဲဆိုတော့အဲ့ခဲခါတော့ကယောမတွေကအုပ်ချုပ်တာလေနော်ဆိုတော့သူတို့ရဲ့ standard ကပါလဲဆိုရင်အဲ့ခဲတော့သူတို့ရဲ့လူရင်ချင်းမှုကဘယ်ဘက်ကညတိညပတ်တွေခိုင်ရတာပေါ့နော်ဟိုမှာအာအပေါ်သွားတာလေသွားတဲ့ဟာတွေလေး တော့ညာဘက်ကိုလိုပုံလဲမှာမတုံးရဘူးဒါအစိမ့်တန်းနေနေမရရတယ်ပေါ့အောက်တန်းစားဖြစ်တယ်ပေါ့ဆိုတော့ဘယ်ဘက်ကိုမတုံးရအောင်နော်ဒီရောမတွေရဲ့ဟိုအခက်ခါတော့ culture ရအောင်ဆိုတော့လိုပုံလဲမှာညာဘက်ပဲတုံးရမယ်ဒါ standard ရှိတဲ့သူတွေရဲ့ဟိုနေပုံထိုင်ပုံပေါ့ပြီးလိုပါရိုက်တယ်ဆိုရင်ဒီလက်ဖဝါးနဲ့ရိုက်ရင် တန်းတူလို့ပြောတာချမယ်ကွာရောက်ရောက်နော်ချတယ်တန်းတူလို့ပြောတာဒါပေမဲ့လက်ဖက်မိုးနဲ့ရိုက်ရင်အဲ့ဒါတန်းတူမဟုတ်ဘူးဂျွန်လို့ဆက်ဆံတဲ့သဘောသတိဆံပဲမြန်ဘာကောင်မှမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးအားကြောင့်သူတို့ဘယ်ဘက်လက်လဲလူချားထဲမှာမတုံးချင်ဘူးညာဘက်ပဲတုံးရမယ်ညာဘက်ကျတော့လက်ဖက်ဝါးကိုမတုံးချင်ဘူးတန်းတူဖြစ်မှာဆိုလေဆိုတော့လက်ဖက်မိုးပဲတုံးချင်တယ်လက်ဖက်မိုးနဲ့ပါရိုက်မယ်ဆိုရင် ညာပဲညာပဲပါပြင်ပဲရိုက်လို့ရတာလေအဲကြောင့်ယေရှုကတဲ့ရဲ့ညာဘက်ကိုရိုက်ရင်လို့ပြောတယ်ဆိုတော့ဒီညမှာပါရိုက်ခံတာကိုပြောချင်တာမို့ပါရိုက်ခံရုံတက်တက်ကိုပြောတာမို့ဘာပြောတာမင်းကိုဘယ်လောက်ပဲအထင်သေးသေးဘယ်လောက်ပဲစောကကျွန်လို3စံလို့တဘောထားဖြစ်စေလို့ပြောတာပါရိုက်ခံရုံနဲ့နှိမ်ချတဲ့ဟာမဟုတ်ဘူးဒါ ဆောကလုံအောင်တန်းစားလို့ပြောတာအရင်လေးနေတယ်နော်တာမန်ဖာရိုက်တဲ့ဟာမို့ဒါစိတ်ပါလူတယောက်ကွာအေးအနိုင်မရိုက်နဲ့နည်းနည်းလေးပဲအဲ့လိုပုတ်ကြည့်သူအရင်နာကြည့်သွားပါလေနောက်ကျုံလို့မြင်တာလားဘောအဲ့လိုဖြစ်သွားပါလေနော်ဆိုတော့ဒီလောက်နာကြည့်ရတယ်ဆိုရအောင်အဲ့ဒါတော့မှခွင်လွတ်ဖို့ပြောတာဘလောက်ထိနှိမ်ချမယ်လဲဆိုတော့ဘောနော်နှိမ်ချချင်းဘလောက်တန်ဖူးထားလဲဆိုတော့အဲ့ဒါတစ်ချက်ဒုတိယ ကယ်ယေရှုနိုင်ငံရေးစကားပြောရည်ဒီနေရာမှာဘာပြန်ဘာလဲဆိုတော့တပတ်ကိုရိုက်ပါလို့တပတ်ကိုလဲပါလို့ပြောတော့ဗျာဘာကြောင့်လဲတလားဒီညာဘက်ကလက်ဖမိုးနဲ့ရိုက်ပြီတပတ်ကိုရိုက်ရင် तू ကဘာနဲ့ရိုက်မှာတော့လက်ဖဝါနဲ့ရိုက်မှာလားလက်ဖဝါနဲ့ရိုက်ရင်အလိုလိုအဆင့်တားညေသွားတယ်ဆိုတော့ရိုက်တဲ့ तू ကမရိုက်ချင်တော့ခုနကမြန်ငါချုံလိုပဲဆိုပြီးတော့ရိုက်ပြီးတယ် ဟုတ်ခုနငါကျွန်းလိုပဲလို့ပြောပြတာလက်ဖမိုးနဲ့ပြန်မရိုက်ချင်တော့အမလက်ဖဝါနဲ့ပြန်မရိုက်ချင်တော့နော်ဆရာပြန်မရိုက်ချင်တော့ရိုက်ရင်လည်းတန်းတူမရိုက်ပြန်တော့ဟိုဘက်ကခံပေးတာတော့မရိုက်ရဘူးခဲပြန်ရမှာဆရာကွာဒီဘက်ကို ပေးရရင်ကိုဘက်ကမရက်ရဲတော့တော့ကိုဘက်ကရှုံးတာရှုံးတဲ့သဘောဖြစ်သွားတော့ဆိုတော့ဒါနင်းချချင်းနဲ့အနိုင်ယူဖို့ပြောတာဖြစ်တယ်ဒီတော့ဘယ်ငုတ်ခံနေဖို့ပြောတာမျိုးပညာသားပါပါနဲ့ပြန်လဲပြီးတော့အနိုင်ယူတာဖြစ်တယ်ဒီဘက်ကမရက်ရဲတော့ဘူးနော်အဲ့လိုမျိုးပဲဟိုပစ္စည်းထမ်းဖို့တမိုင်ထမ်းကြရင်တမိုင်ထမ်းပါကျွန်တော်နော် ဒါဆိုလည်းအဲ့လိုပဲလေအဲ့ကတော့ကယောမတွေရဲ့ဥပရိယယပေါ်တာဆိုရင်ယောမစစ်ထားတဲ့ပေါ်တာဆိုရင်တမိုင်ပဲပြေဆွဲခွင့်ရှိတယ်အဲ့ဒါအဲ့ဒါနမိုင်ထားရင်ဘာဖြစ်လဲမင်းကယောမတွေဥပရိအောင်မှရှိတော့မဟုတ်ဘူးလို့ပြောချင်တာယေရှုကနော်လုံးဝဟဲ့ဘယ်အင်ဂျစ်ဘာ အဲယောမပြီးဖြစ်တယ်။အမိုက်ထမ်းထားရင်နမိုက်ထမ်းပါဆိုတော့လည်းယောမပြီးဥပဒေကိုလိုက်မနာနဲ့။ဒီလားအတချက်ဒုတိယကမင်းကတမိုက်ပဲထမ်းရတာဥပဒေရ။ဒုတိယကမင်းတဘောနဲ့မင်းထမ်းတာဖြစ်တယ်။ဆိုတော့အဲယောမစစ်တော်မင်းကပြန်ကိုငေတာဖြစ်တယ်။ဒီယောမစစ်တော်ကိုရဲကိုငေတဲ့အစမှရှိတယ်ဆိုတဲ့ပုံစံမျိုးပြန်ပြတာဖြစ်တယ်။ ယေရှုကနော်လည်းလောပါကိုလေအကင်းပေါ်ပါပြည့်ပသာပေါ်ပါနဲ့ပုတ်တယ်ရှင်းနေမလားအဲ့လိုပဲနောက်တစ်ခုရှိတယ်မင်းတို့ရဲ့ဝဲလုံးလာမင်းတို့အင်ဂျီကိုလေမင်းတို့အင်ဂျီကိုဟာလာလို့ရဆိုရင်ဝဲလုံးပါပေးလိုက်ဆိုရရှိတယ်လေနော်ယေရှုပြောတာအဲ့ကြောင့်ဗာဒိတ်ပဲလေဆိုရင်အဲ့ယောမရရဲ့ဥပရိယရပါတော့ရဲ့ခံခါတော့ ဝက်လုံဆိုတာမထရောင်းစားတွေဆိုရင်ဒါပဲရှိတာဟုတ်ညဆိုရင်ဒါပဲခြုံရတာလေဆိုတော့ဒါကိုဟိုမလို့ရအောင်မယူရအောင်ပေါ့နော်မခိုးရဘူးဆိုတာရှိတယ်အဲဝက်လုံတစ်ခုပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုယေရှုကမင်းတို့အင်ဂျီကိုလာမတရားမှုနဲ့လာယူတယ်လာလူတယ်ဆိုရင်ဝက်လုံပါပေးလိုက်လို့ပြောရတယ်ရောက်မင်းထရောင်းစားလုပ်လိုက်တော့ဘယ်လိုပေါ်လာမလဲ ရင်တဘောကောင်းကောင်းနဲ့နေချတဲ့အစမဟုတ်ဘူး။နောက်ကပညာသားပါပါနဲ့အေမမင်းတို့ချင်းလည်းဆိုဒါပါလို့နင်တောင်းစားလိုက်တော့ယေရှုဟာရရလေးတို့ဟာရရနေချတာမှန်တယ်ဒါပေမဲ့ငုတ်ခံတာမဟုတ်ချင်းချင်းခံချင်းနဲ့ငုတ်ခံချင်းမတူယေရှုဟာယေရှုအတိတ်ဘုံနော်လာဖမ်းတဲ့ချိန်မှာ ယေရှုဘာပြောလဲအမှန်ကောင်းကင်တမန်တွေအချိတ်ပင်ပါလဲမသိဘူးရှိတယ်လို့ပြောရတော့အများရှိတယ်ငါခေါ်ခြင်းနဲ့ဆိုရင်ခေါ်လို့ရတယ်ပေါ့ဒါမှမခေါ်ဘူးငါအသေးခံတယ်ဟုတ်တယ်နော်သူမသိချင်းဘူးဆိုရင်ရတယ်တဘောမှရှိတယ်သူပြန်တိုက်ရင်ကောင်းကင်တမန်တွေနဲ့လုံးဝနိုင်ပါလေဒီရောင်မရှိသားတွေလောက်တော့ဆိုတော့သူကနိုင်မှာတတိယနဲ့ နိုင်နိုင်တဲ့အချိန်တွေမှာရှိရှိရနေသူချင်းချင်းခံရပြီးတော့နင်းချတာဖြစ်တယ်။ငုတ်ခံတာကြောင့်ကိုရီးယားကျောင်းအလုံးမှာအလုံးလည်းမထွက်ရဲလို့အင်းနင်းချချင်းခေါင်းပါတယ်ဆိုပြီးတော့အဲ့ဒါရွေးစရာမရှိတော့လေအဲ့ဒါငုတ်ခံတာချင်းချင်းခံတာမဟုတ်အဲ့ဒါငုတ်ခံတာတမပေါ်လာမသိဘူးရွေးစရာရှိရတာနဲ့နင်းချတာမှတကယ်နင်းချတခြင်းအစ်ရွေးစရာမရှိလို့နင်းချပြတာကအဲ့ဒါငုတ်ခံတယ် နှင်းချတာမဟုတ်အဲအကြောင်းလူတွေကလေမတတ်နိုင်တော့မှတော့အဲလှုပ်ထားပါမမကောင်းတော့ရွာထားပါမဟုတ်ခံနေကြတာဒါပေမဲ့သူတို့ကသူတို့နှင်းချတယ်လို့ထင်တယ်မဟုတ်ဘူးတကယ်ကလဲစားချိနေတယ်ဒါမှပြန်ကြောဝင်နေတဲ့အဆင်ရောက်ရင်သူတို့မနှင်းချနိုင်တော့ဘူးဆိုတော့အဲ့ဒါချင်းချင်းခံတာမဟုတ်ဘူးငုတ်ခံတာဖြစ်တယ်အဲအကြောင်းကျွန်တော်တို့ကိုကျွန်တော်တို့ကတော့တခုတနည်းအားမှာ